သူရာဇကျုပ်ပြည်မှာတဲ့ရွှေပရိန်တဲ့သားဖြစ်ခဲ့တယ်။အဲဒီရွှေပရိန်တဲ့သားဘဝတုန်းကပဆံကလည်းတတ်နိုင်တဲ့အခါကျတော့အခုလိုပဲသူတော်သားမယားတွေနဲ့ပတ်သက်ခဲ့တယ်ပေါ့။မကောင်းမှုအကုသိုလ်တွေလုပ်ခဲ့တယ်။အဲဒါအကုသိုလ်တစ်ခု။အဲဒီကနေပဲရောက်သွားတော့ဆိုလို့ရှိရင်အဲဒီရွှေပရိန်တဲ့သားဘဝမှာသူက ကာမိတ္တမိစ္ဆာသရကံနေကျွလွန်တော့လေတစ်ဖက်ကကုသိုလ်ကောင်းမှုတွေလုပ်တယ်ကုသိုလ်ကောင်းမှုတွေလည်းလုပ်တယ်လုပ်သည့်အတွက်ကြောင့်အဲ့ဒီဘဝကတည်သွားတဲ့အခါသူငရဲမကြဘဲနဲ့ဘယ်ရောက်သွားတော့ဆိုဝန်တတိုင်းကဂရေ80ကျွယ်ဝတဲ့တထေသသောဖြစ်တယ်ကုသိုလ်ကံအကျိုးပေးတထေသသောဖြစ်တယ်အဲ့ဒီတထေသဖြစ်ပြီးတော့နောက်တတ္တိယဘဝရောက်တဲ့အခါကျတော့ အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ပဲကောသမီပြည်သွားပြီးတော့တထေသသွားဖြစ်ပြန်အဲ့ဒီတထေသဖြစ်တဲ့အချိန်မှာမိကောင်းဆွေကောင်းတငယ်ချင်းကောင်းတွေကြောင့်မို့လို့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့ဥပ္ပတိလာတွေစောင့်တည်တယ်ကြည့်နော်သူပထမဘဝတုန်းကရာဇဂျိုးတထေသရွှေပရင်တဲ့သားဖြစ်တုန်းကမကောင်းတာလုပ်ခဲ့တယ်တပိုင်းကကုသိုလ်လုပ်တယ်ဒါကြောင့်မို့ဒုတိယဘဝမှာတထေသပြန်ဖြစ်တယ် တတိယဘဝမှာလည်းတထေသပြန်ဖြစ်တယ်ကုသိုလ်ကောင်းမှုဆက်လုပ်တယ်သို့တော့ပထမဘဝတုန်းကဓာစရုပ်ပြေမှာပြိန်တဲ့ဘဝတုန်းကလှုပ်ထားတဲ့အကုသိုလ်ကမကျွားဖြစ်လာရင့်ကျက်လာပြီဆိုအဲ့ဒီအကုသိုလ်ကအကျိုးပေးလိုက်တာစတုထဘဝရောက်တဲ့အခါကျတော့ရောဓုကငရေရောက်သွားတယ်ဒါဝိပြောတာ ကံတရားဆိုတာပျောက်သွားတာမဟုတ်ဘူးသုံးမဝတော့ဒီအာဟုတုကံအကျိုးမပေးသေးဘူးသူ့ကိုကျိုးရှိရှိနဲ့လှန်ထားလိုက်တာကုသကောင်းမှုတွေလှုပ်လို့ကောင်းတာလေးတွေနဲ့သူကသုံးမဝတထေသားကြီးပဲဖြစ်တယ်အဲတတိယဘဝပြီးတဲ့အခါကျတော့ပထမဘဝတုန်းကမျိုးသမီးတွေနဲ့ပတ်သက်ခဲ့တဲ့ကာမိသမေချာစရကံကြောင့်သူဟာရောဒုဝငရေရောက်သွားတယ်ဒီအာဟုတုကံကအကျိုးပေးတယ် အဲ့တော့အဲ့ဒီလိုအကုသိုလ်ကံကဝင်လာပြီဆိုလို့ရှိရင်ဇက်တိုက်ဝင်တယ်အဲ့ဒီဘဝကတည်သွားတဲ့အခါကျတော့ငရဲကနေလွတ်တဲ့အခါကျတော့ဘယ်ရောက်သွားတော့ဆိုဘိနာကတဆိုတဲ့အတိုင်းမှာစိတ်ထီးကြီးသွားဖြစ်တယ်အဲ့ဒီစိတ်ထီးသွားဖြစ်စိတ်ထီးကြီးဖြစ်လာတဲ့အခါကျတော့စိတ်ထီးကြီးကထောထောကြိုင်ကြိုင်ဆိုတော့ဝန်ချနိုင်အောင်လို့ဆိုစိတ်ထီးကြီးကိုတင်းကွပစ်လိုက်ကြတယ်တင်းကွတာခံလိုက်ရတယ် ာကာမိတုမိဆာဆိုတာအပြစ်ပဲဒါပေါ့သေးတာတင်ကိုခံရတယ်တင်ကိုခံရတယ်သူ့ကိုလူတွေကတက်စီကြတယ်လဲမှာကပြီးတော့စိတ်ထီးကြီးနဲ့မောင်းတယ်အဲ့ဒါတွေအကုန်လုံးသူလောက်ရဘာလို့လဲဆိုသူကလည်းသူများတက်စီခဲ့တော့သူအဲ့ကျမတက်စီခံဒီလိုဆိုတာပေါ့နော်စိတ်ထီးကြီးဖြစ်ပြီးတော့အဲ့ဒါ တင်ကိုခံရတယ်တက်စီခံရတယ်6ခုမရောက်ဘဝကြတော့ဘယ်သွားဖြစ်တယ်ဆိုတော့တော်ရမှာမြောက်သွားဖြစ်တယ်မြောက်လေးဖြစ်လာရောမြောက်ထီးလေးဖြစ်တဲ့အခါကျတော့မြောက်သိန်းအုပ်သူ့အဖေကြီးကနေပြီးတော့ခေါ်ခေါ်ကစမ်းဒီမြောက်ထီးလေးဆိုခေါ်လာပြီးတော့တခါလဲယောက်ျားအင်္ဂါဇတ်ကိုပစတ်နဲ့ကိုက်ဖောက်ပြလိုက်တယ်နော်တင်ကိုပြလိုက်တယ်လို့ပဲအဲ့ဒါလို့ဖြည့်ဆည်းခံရရပြန်တယ်ဩ 6ခုမြောက်ဘဝ9ခုမြောက်ဘဝကြတော့ဘာဖြစ်တော့ဆိုနွားဖြစ်တယ်အလုံးသိကြတဲ့အတိုင်းပဲတောရွာတွေနဲ့ပတ်သက်နေတဲ့ပုဂ္ဂိုလ်တွေတော့သိတာပေါ့နော်မြို့ကလူတွေတော့သိကြမှာသိပါနွားတွေခိုင်းကောင်းအောင်မလုပ်တော့ဆိုတင်းကွက်တာပဲနွားတွေဟာတင်းကွက်ခံလေရအဲသူလည်းပဲတင်းကွက်ခံလေရတယ်အခုလို့ခုနကဘဝမှာကြည့် လေးဘွားကနေစပြီးတော့ပထမဘွားလှုပ်ခဲ့တဲ့ဟာနှစ်ဘွားပဲကောင်းတဲ့ဘုံရောက်ပြီးတော့လေးဘွားငါးဘွားလေးခုမြောက်ငါးခုမြောက်၆ခုမြောက်ခုနှစ်ခုမြောက်ထီအောင်အကုသိုလ်တွေကဇက်တိုက်ဇက်တိုက်ပြေးပြီးတော့အဲ့ဒီကနေဆက်ပြီးတော့ဘာဖြစ်တယ်ဆိုတော့ရှစ်ခုမြောက်ဘဝကြတော့ဘာသွားဖြစ်တယ်ဝိစီတိုင်းမှာပစ္စယောဇာကျမ်းချမ်းသာကြွယ်ဝတဲ့ လူသွားဖြစ်တယ်ဒါပေမဲ့လို့ယောက်ျားမဟုတ်မိန်းမမဟုတ်ယောက်ျားမဟုတ်မိန်းမမဟုတ်သွားဖြစ်တယ်ယောက်ျားလည်းမပြီးသားဘူးမိန်းမလည်းမပြီးသားဘူးအခုခေတ်လက်တာတွေရှိတယ်နော်ဝိတောပြီးဆိုတာယောက်ျားမဟုတ်မိန်းမမဟုတ်တွေရှိတယ်နှပုံးပန်းတုပ်လို့ခေါ်တယ်နှပုံးပန်းတုပ်လို့ခေါ်တယ်အဲ့ဒါမျိုးတွေသွားဖြစ်တယ်တဲ့မျိုးစုံဒီမှာပေါ့နော် ခေတို့လက်စဖီယန်တို့ဒါမျိုးတွေပေါ့ဖြစ်ကုန်မှာပေါ့နော်အဲ့လိုတွေဖြစ်တယ်နောက်တစ်ခုကဘာတော့ဖြစ်ပြန်လို့ဆိုအဲ့ဒီလိုယောက်ျားမဟုတ်မိန်းမမဟုတ်ဖြစ်ပြီးတဲ့အခါမှာသူကောတံပီပြီမှာကုသိုလ်လုပ်ခဲ့လို့တထေးပါတော့တထေးအိမ်မှာတော့ဖြစ်တယ်ဒါကြောင့်မို့ပရဒါရကံကြောင့်ယောက်ျားမဟုတ်မိန်းမမဟုတ်နှစ်ပုံပတ်တော့သွားဖြစ်တယ် နော်လူဖြစ်တယ်တထေးဖြစ်တယ်သို့တော့တော့ကြမောမိမမဟုတ်ဖြစ်တယ်ခုခေတ်ခေါ်တာဗားတဲ့အချောက်တို့အချက်တို့လို့ခေါ်တာထမင်းကျန်အဲ့ဒီလူတွေဖြစ်သွားဒီလူတွေဖြစ်တယ်နောက်တစ်ခါကိုဘွားမြောက်ကြတော့ဘာသာဖြစ်တယ်ဆိုတာဝရိန္ဒနတ်ပြေသွားပြီးတော့နတ်သမီးသွားဖြစ်တယ်သကြမင်းကြီးရဲ့ ကျင်ရနတ်သမီးသွားဖြစ်တယ်ဆယ်ဘွားမြောက်တဲ့အခါကျတော့နတ်သမီးရဲ့တရားမင်းကြီးရဲ့နတ်သမီးပဲဆက်ဖြစ်တယ်ဟောနောက်အဲ့ဒီကနေပြီးတော့နောက်ဘဝကျတော့တာဝရိန္ဒနတ်ပြည်မှာဇဝနဆိုတဲ့နတ်သားရဲ့နတ်မိဖုရားသွားဖြစ်ပြန်တယ်အဲ့ဒီဘဝကတည်တဲ့အခါကျတော့အင်္ဂတိမင်းကြီးရဲ့သမီးတော်ရုဇာဆိုတာလာဖြစ်တယ် ဲရုษาဘွားကပြန်ပြောနေတာလေခုอ่ะเนาะသူဖြစ်ခဲ့တာရုษาဆိုတဲ့မင်းသမီးလေးလာဖြစ်တယ်အဲ့ဒီရုษาမင်းသမီးဘွားကသေးပြီဆိုတဲ့အခါကြလို့ရှင်เนาะတာဝရိန္ဒာနတ်ပြည်မှာတကူကြီးတဲ့နတ်သားဖြစ်ပြီးတော့အမျိုးသမီးဘွားကအဲ့ကျမှလွတ်မယ်လွတ်သွားဒါရှင်အနန္တာတော့သူများမဟုတ်ဘူးရှင်အနန္တာမထေရဟာဒီလိုဖြစ်ခဲ့ရတယ် ဒါဆိုလို့လေအဲ့ဒါကြောင့်မို့လို့ရှန္နန္ဒမထေရကလျာဏဝါယတိဝါပပကံနာဟိကမ္မဝိနတတိကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ပြန်ပြန်ပေါ်လာတယ်ကံကြမ္မာပုံရိပ်တရားပြန်ပြန်ပေါ်လာတယ်ဒီလိုပြောတာနော်အေးဒါကြောင့်မို့လို့ရုษာမင်းသမီးလေးကလူတွေကိုတတိပေးသွားတယ် အမျိုးသားတွေဟာဘဝဆက်တိုင်းအမျိုးသားကြီးဖြစ်ချင်တယ်ဆိုရင်တဲ့ကာမေတုမိစ္ဆာဆရာရှောင်ညပရဒါရကံကိုရှောင်ရမယ်တဲ့မပတ်သက်စေနဲ့သူများတို့ဆိုလိုတယ်